်ကွန်ပျူတာအလုံးမင်္ဂလာပါဒီနေ့ social knowledge အကြောင်းမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ channel ကဘာ channel လဲကျွန်တော်ရဲ့ channel မှာဘာဗီဒီယိုတွေပဲအမြဲတင်လဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ channel လေးမှာဘာဗီဒီယိုတွေတင်လဲဆိုလို့ရှိရင် first of all social knowledge content တွေဖြစ်တဲ့ဘဟုတုတ္တကြွယ်ဝစေတဲ့အကြောင်းကြီးတချို့သော company တွေမသိသေးတဲ့အမှန်တရားလေးတွေကိုကျွန်တော်ရဲ့ဗီဒီယိုလေးမှာအမြဲပြောပြသွားမှာဖြစ်ပါတယ် social knowledge မှာနိုင်ငံရေးအကြောင်းကြီးလူမျိုးစုတွေရဲ့ရိုးရာဒလေးနဲ့ယဉ်ကျေးမှုအကြောင်းကြီးပါဝင်တာဖြစ်လို့ ကွန်မတီတို့အမြင်မတူတာရှိလို့ရှင်ကွန်မန့်မှာဆွေးနွေးနိုင်ပါတယ်เนาะကျွန်တော်ရဲ့ channel မှာတင်တဲ့ဗီဒီယိုတွေကို category အပိုင်းနေနဲ့အပြင် session session လေးတွေနဲ့ခွဲထားပါတယ်เนาะဘာ session တွေခွဲရတယ်ဘယ်လိုဆိုလို့ရှိလို့ရှင်ပထမအဆုံးတစ်ပိုင်းကျတော့ခုနပြောခဲ့တဲ့အတိုင်း social knowledge အပိုင်းဒုတိယတစ်ပိုင်းကျတော့ ျွန်တော်တို့နေ့စဉ်စားတောင်းနေတဲ့ကလေးအစားစားပဲဖြစ်ဖြစ် လူကြီးအစားစားပဲဖြစ်ဖြစ်အဲ့မှာပါဝင်တဲ့ဆိုးရိုးတွေကိုအဓိကထားပြီးကျွန်တော်ပြပြတင်ရမှာဖြစ်ပါတယ်ဒီအပိုင်းကတော့အရန်အသုံးဝင်မယ်လို့ကျွန်တော်ထင်မိတယ်တတိယတစ်ပိုင်းကကျတော့ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ပစ္စည်းတွေမှာမတိမတာ စကန်လုံးနေတဲ့အပိုင်းတွေနဲ့ကျွန်တော်ဝယ်တဲ့ပစ္စည်းတွေလောက်လောက်မိတဲ့ဟာတွေကိုကျွန်တော်ဗီဒီယိုအဖြစ်ကျွန်တော်လုပ်ပေးသွားပဲမနော်ပြီးတော့ကျွန်တော်ရဲ့ဘဝမှာကြုံတွေ့ခဲ့တဲ့ life experience ပြီးရင်ကျွန်တော်နားထောင်နေတဲ့ podcast ပြီးရင်ကျွန်တော်ဖတ်တဲ့စာအုပ်တွေပြီးသွားလို့ရှိရင်ကျွန်တော်ရဲ့ mentor တွေပြောခဲ့တဲ့စကားတွေပြီးတော့ကျွန်တော်တို့ relationship နဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်ကိုယ်တိုင် experience ဖြစ်ခဲ့တဲ့ဟာတွေကို motivation နဲ့အဖြစ်ကျွန်တော် Instagram ပုံစံ TikTok ပုံစံ YouTube မှာ short video လေးတွေတင်ပြသွားပါမယ်နော် ဒီ session က community အတွက်တစ်ချိန်ချင်းမှာအသုံးဝင်မယ်လို့လုံးဝထင်မြင်မိတယ်။နောက်တစ်ပိုင်းကကြတော့ကျွန်တော်ထိုင်းနိုင်ငံမှာအလွတ်လုံရင်းနဲ့ stay ဖြစ်တာအတွက်ကြောင့်ကျွန်တော်ရဲ့ holiday တွေမှာကျွန်တော်ခရီးသွားတာတွေဖျားသွားဖူးတာ night out ထွက်တာပြီးသွားလို့ရှိရင်ကျွန်တော်အပြင်သွားတာတွေ festival တွေကိုကျွန်တော် blog ပုံစံမျိုးအဖြစ်ကျွန်တော်လုပ်ပြီးသွားပါမယ်နော်အတက်နိုင်ဆုံးဒီ video ကဘယ်သူတွေအတွက်အသုံးဝင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းနိုင်ငံကိုအလဲလာတဲ့ community တွေပဲဖြစ်ဖြစ် ပြီးွားလို့ရှိရင်ဒီမှာနေထိုင်တဲ့ community ပဲဖြစ်ဖြစ်အပြင်သွားတဲ့အချိန် choice လုပ်တဲ့အချိန်အရန်အတုံးဝင်မယ်လို့ကျွန်တော်ထင်မိတယ်။နောက်ဆုံးပိုင်းကတော့အခုလက်ရှိမလာသေးဘူးဆိုပေမဲ့သိမကြခင်လာမှာဖြစ်လို့ကျွန်တော် disclaimer အနေနဲ့ community ကိုပြောပြတာပါနော်။ဒါကဘာအပိုင်းလဲဆိုလို့ရှိရင် podcast session ပါ။ဒီအပိုင်းမှာဘယ်သူတွေဖိတ်ခေါ်မလဲဆိုလို့ရှိရင် လုပ်ငန်းရှင်တွေပြီးရင် startup လုပ်ငန်းတိတိလေးကြီးလုပ်တဲ့လူတွေပြီးွားလို့ရှိရင်နိုင်ငံသားတွေ ပြီးွားရင်ဒီမှာမြန်မာနိုင်ငံကနေလာပြီးတော့အခြေချပြီးအနေထားတစ်ခုဂိမ်းလုပ်သွားတဲ့ညီကိုမောင်နှမတွေဒီနိုင်ငံမှာရှိတဲ့ TikTok Facebook YouTuber နဲ့တခြား influencer တွေကို invite လုပ်မယ်ဒီနိုင်ငံကိုလာပြီးတော့အခက်အခဲမျိုးစုံပွဲစားတဲ့နေကြောင့်အခက်အခဲမျိုးစုံထပ်ထပ်ပြီးကြုံခဲ့တဲ့လူတွေကိုကျွန်တော် podcast လုပ်ဖို့ဖိတ်ခေါ်ပါမယ်နော်ဒီအပိုင်းက computer အတွက်အတွေ့အကြုံပူရမယ်လို့ကျွန်တော်မျှော်လင့်မိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အတွေ့အကြုံပြေးွားတဲ့သူတွေလုပ်ငန်းရှင်တွေရဲ့ strategist တွေ ပြီးရင်နိုင်ငံသားသားတွေသူတို့ရဲ့ plan တွေပြီးွားလို့ရှိရင်နိုင်ငံသားမှာအခြေချခြင်းနေဆိုလို့ရှိရင်နိုင်ငံသားမှာအခြေချတဲ့လူတွေကဘာ plan တွေလုပ်ခဲ့လဲအခက်အခဲဖြစ်တဲ့ e-commerce တွေရတယ်သူတို့ရဲ့ SDN တွေကိုပြောပြမှာဖြစ်တဲ့အတွက်နိုင်ငံသားသွားခြင်းနေ e-commerce တွေအတွက်ဘာတွေ defense လုပ်ရမယ်ဆိုတာကိုကောင်းကောင်းသိပါမယ်လို့ကျွန်တော်မျှော်လင့်မိတယ် ။ဘာဖြစ်လဲဆိုရင်ဒီ session က mode of knowledge ရမယ်ဆိုတာကျွန်တော်လုံးဝမျှော်လင့်မိတယ်။ပြီးတော့ကျွန်တော်နိုင်ငံသားတွေကိုကျွန်တော် podcast လုပ်တဲ့အချိန်ကြားလို့ရှိရင်သူတို့ကိုကျွန်တော် English လို့မေးပြပါမယ်နော်။သူတို့ဘက်က English လို့ဖြည့်ဒီပဲဖြစ်စေသူတို့အမိမေဘာသာစကားနဲ့ပဲဖြည့်ဒီပဲဖြစ်စေကျွန်တော် community တို့နားလဲအောင်မြန်မာစာတန်းလေးထိုးပေးပါမယ်နော်။ဘာဖြစ်လဲဆိုလို့ရှိရင်ဒီအပိုင်းမှာ company တို့အတွက်100%အတွေ့အကြုံရမှာလုံးဝ sure ပဲပြောဖို့မိသွားတာတစ်ခုရှိတယ်ကျွန်တော်ရဲ့ video မှာ company company ဆိုတဲ့တုံးနေတဲ့စကားက တချို့ company တို့ကတော့သိမယ်လို့ထင်တယ်တချို့လူကတော့မသိဘူးလို့ထင်တယ်ဒါပေမဲ့ဒီစကားကပါလဲဆိုလို့ရှိရင်အမှန်တော့ရဲပေါ်ပေါ့နော်ဒါပေမဲ့ translate လုပ်ကြည့်ရင်ရဲပေါ်လို့မြင်မယ်ဒါပေမဲ့ဒီစကားကကျွန်တော်ကျွန်တော်ပြောလိုက်လို့ဆိုပြီးကျွန်တော်က politician လို့ထင်လိုက် အဲ့မဲ့ဒီစကားက politician မှာတုံးတဲ့စကားမဟုတ်ဘူးပေါ့နော်အတွေ့အကြုံနဲ့ဗဟုသုတတွေ share တဲ့နေရာမှာတုံးတဲ့အတုံးလုံးမှတ်လို့ကျွန်တော်ကဒါကို comedy ဆိုပြီးတွန်းလိုက်တာပါနော် politician မဟုတ်ပါဘူးတကြနေ politician လို့တင်နေဦးမယ်ကျွန်တော်လည်းကျွန်တော်တီးတဲ့လောက်တက်တဲ့လောက်လေးလာတဲ့လောက်ကို comedy တို့ကိုတတ်နိုင်ဆုံး share ပေးပါမယ် comedy တို့လည်း comedy တို့တီးတဲ့လောက်တက်တဲ့လောက်လေးလာတဲ့လောက်ကိုကျွန်တော်ကိုအတက်နိုင်ဆုံးပြန်ဖြေပေးပါပြန် share ပေးပါကျွန်တော်တင်ယူပါမယ်။ကဲကျွန်တော်ရဲ့ channel လေးက bar channel လေးဆိုတာဒီလောက်ပြီလို့ထင်တယ်။ လိုအပ်ချက်တွေရှိရင် comment မှာဖြေကြားပေးပါအောင်အားလုံးလက်ပြူ all ပါတတ်တာ bye bye